အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်ဒုဖာကြီး channel တကယ်ကြီးအားလုံးနှုတ်ဆက်လိုက်ပါတယ်ဒီနေ့မှာလို့ကျွန်တော်တို့ Sunday prediction ပေါ့တင်းကြီးတွေအကုန်ရှိမယ် Chelsea ရှိမယ် Arsenal ရှိမယ် Man U ရှိမယ် Liverpool ရှိမယ်ရှင်းခုံစရာတော့ Chelsea ပွဲပဲရှိတော့တယ် channel တင်းနေရတော့ stable ဖြစ်နေနေတာဒီမှာကျွန်တော် Sunday prediction နဲ့ချက်တော့သွားအောင် โอเคဖူဟန်းနဲ့ချက်စီးနဲ့ချက်စီးကဆရာရက်တိမှုမှာကြည့်တာ16နဲ့54မှန်တယ်အပေါ်အတင်းနဲ့အမတ်လိုနေမက်စီတီလိုနျူကာဆယ်လိုနော်တန်ဖောရဲလိုသူကချက်ပြန်လိဝင်ခွတဲ့သူကစ조사လို့ရတယ်ဖူဟန်းတော်တော့ is seven UFA တော်တော့လိုက်လို့ရပြီနောက်ဆုံး၅ပွဲမှာဖူဟန်းနောက်ဆုံးမှာဘုံမောက်ရှုပ်နှိပ်ထားတဲ့နေထားနဲ့မန်ယူကလည်း sorry မိုင်မို့ချက်စရလဲနောက်ဆုံး zero coffee လီမှာသူအား short ယူကံသွားလားမသိသူကရင်ပွဲမှာကိုပြက်3စီးနဲ့ဆိုတော့သူ8စီးကိုကံသွားနေထားတခုနဲ့ဒီနေ့ပွဲစဉ်ဘက်လီဘယ်လိုပြေးတာနှစ်ခေါင်ကနဲ့နှစ်ငါးဆယ်တဲ့နှစ်ခေါင်ကနှစ်ငါးဆယ်တိတ်မခေါင်တော့တည်ရင်တော့ပြေးတဲ့နေထားတခုဒီပွဲကိုဗျာကျွန်တော်ချက်စီးရနေရေးရတတင်းနှစ်ကိုတကိုးဆိုတဲ့ကိုရလာနေကျွန်တော်ခံမလိုက်မယ်ဗျာဒီပွဲတော့โอเค ဒါပြတာနဲ့ extra down နဲ့ arsenal ဒီဘက်နဲ့စားပြီ arsenal လည်းဒဏ်ရာရတဲ့ကစားသမားတွေနဲ့သူကအနာခံတော့မဟုတ်ခင်ဗျားတို့သိတယ်မလားအာကြီးကချန်ပီယံလိပါ semi final ရောက်သွား extra down နဲ့ tension white bye bye နဲ့ပေးထားတဲ့ဘက်လေက shit တုံညတုံညနဲ့တက်လေးနဲ့ဆိုတော့နေထားအမှန်တော့ပြက်သွားနေထားခုမှအာကြီးကဒီဘက်မှာအနိုင်ခံအောင်မလားရမ်းမှလည်းကွာနေပြီလေပါဘူးနဲ့ရတော့ ပရီးမီးယားလိတွေသူ့မှာတော့မှန်းကျင်မရှိတော့ဆိုဒီပွဲစဉ်မှာလည်းသူ့ပေးတာနေထားတော့အာယူရဲ့နိုင်မှာပဲဒီပွဲကတော့အာယူနှစ်ခုတခုနဲ့ကတ်နိုင်မှာမလို့ကိုခတ်မှန်းလိုက်တော့ဗျာโอเคခမရလို့လက်လက်ဆက်ဆက်ယူရိုပါလိမှာဆီမီဖိုင်နယ်တက်သွားလဲမန်ယူနဲ့ဟူဘာဟာတက်မန်ယူကနောက်ဆုံးပွဲစဉ်ပရီးမီးယားလိမှာမြူကာဆယ်4-1နဲ့ရှုံးတော့ဟူဘာဟာတက်စပါလ4-2နဲ့အုံပါဒါပေမဲ့ကျွန်တော်တို့အုံနောက်ထဲမှာ အမြင့်မတ်ရမှာပါမတ်ရဝိပါဟတနဲ့တွေ့တိုင်းဒုက္ခမြဲရောက်တယ်နော်ပြေးထားတဲ့ကြီးတယ်နဲ့ညက်သုံးကနဲ့သုံးတုံညတုံညကြီးလိုက်ကက်ကြီးသေးဘူးဒီပွဲစဉ်မှာမန်ယူနိုင်မယ်လို့တော့ကျွန်တော်ကတော့ပြက်ပြက်သွားပြီးတော့မမှန်ရေဒီပွဲစဉ်မှာမန်ယူနဲ့ဝိပါဟတတခုတခုစီနဲ့တေးကြအောင်မယ်လို့ကြောက်ကိုခံမှန်းလိုက်ပါဗျာโอเคညပြီးတာနဲ့ချက်ပြန်ဖြစ်ဖို့တာဆူနေတဲ့လေဘာဘူးနဲ့တန်းဆင်းသွားတဲ့ နက်ဆာရိုင်းရဲ့လင်းစာပဲပြောရမှာပဲလင်းစာကွင်းမှာတော်တယ်နေပါဘူးမှာလဲဖလားတယ်ပါဖလားမှာမကြတော့ပရီးမီးယားလိတလုံးပဲပရီးမီးယားလိရဲ့သိချာပဲအစ်စေးပဲလင်းစာလည်းနောက်ဆုံးပဲဘရိုက်တန်တော့သိကန်နာတယ်နေပါဘူးကလည်းဝဆန်2-1နဲ့ကန်နာလို့ပြေးထလာတယ်ကြည့်လိုက်ပြ12 point CC နဲ့1.2 C နေပါဘူးကတော့ဘာပြောလူငယ်တွေပဲစမ်းထုတ်တာနိုင်လားနိုင်တော့ကန်ပါအောင်ပါလေနောက်ဆုံး ပွဲတွေအတိုင်း၅ပွဲတော့ကျန်သေးဆိုတော့ငဲအဲ့တော့ပေါ့လို့မရအောင်ဒီမှာပြက်နေတော့လဲဒီပွဲစဉ်မှာလဲလေးပါဘူးတုံးကိုတကိုးဆိုတဲ့ကိုရလနဲ့နိုင်ရရှိရမှာလို့ကျွန်တော်ကိုခတ်မှရင်းနဲ့ပြန်ညောအားလို့ကျွန်တော်ရဲ့ sanity prediction တွေအားလို့နှုတ်ဆက်လိုက်ပါမယ်အားလို့ကိုစင်ပြချမ်းမာကြပါစီဗျာကျေးဇူးတင်ပါတယ်